ဖုန်ကြီးတစ်ပါးကထိတော်ကြီးခေါင်းပေါ်တင်ပြီးကနေတာသူစင်းတို့ဖုန်ကြီးတချို့လဲလေလာဘတ်ကရပေါ်ကျန်တာနဲ့ပဲအယူအလုပ်တွေလိုက်လုပ်နေကြတယ်နော်သာသနာလဲညှိုးနှံထိခိုက်စေပါတယ်အားလုံးမင်္ဂလာပါမိုးရဲ့ channel လေးရရင်ကြိုဆိုလိုက်ပါတယ်မိုးတီနဲ့တက်ဆက်ပေးချင်တဲ့ video တွေကတော့ line ပေါ်မှာအရောက်မှာနာမည်ကြည့်နေတယ်ဒီဆရာတော်တပါးတာထီတော်ကိုခေါင်းပေါ်တင်ပြီးတော့ကနေလို့ပေါ့နော်အခုဆိုလို့ရှိရင်တော့ဒီဖမိုးကြီးဇော်တိကကနေပြီးတော့ပြန်လဲရှင်းပြပြီးတော့ပြပြနေရပဲဖြစ်ပါတယ် ကြည်တံမျိုးရည်လည်းဘဟုတ္တရသင်္ကန်းစာရအောင်ပြက်လဲမြှောက်လိုက်တာပဲဖြစ်ပါတယ်။ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်နော်။ကြည့်နော်ဖုန်ကြီးတစ်ပါးကထိတော့ကြီးခေါင်းပေါ်တင်ပြီးကနေတာ ဦးသိန်းတို့ဖုန်ကြီးတချို့လည်းလေလာဘတ်ကာရပေါ်ကျန်တာနဲ့ပဲအယူအလုပ်တွေလိုက်လုပ်နေကြတယ်နော်။ဘာကြောင့်အဲ့ဒီလိုလုပ်တာကိုအယူအလုပ်လို့ပြောရတာလဲဆိုရင်တိကနိပတ်အဗန္တရဝတ်လာဘဂရဟဇတ်မှာရဟန်းလေးတစ်ပါးဟာလက်လာဘပေါ်ကျန်တဲ့အတွက်ကြောင့်အရှင်သာရိပုတ္တရာမထေရကြီးထံကပ်ပြီးလက်လာဘပေါ်ကျောင်းတရားဟောကြားပါလို့လျှောက်ထားပါတယ်။အဲ့ဒီအခါမှာအရှင်သာရိပုတ္တရာမထေရကြီးက ဘာအရှင်လက်လာဘပေါ်ကျင်တယ်ဆိုရင်တော့ခိရီအော်တာဘတ်တရားကိုစွန့်ပယ်ပြီးမယူးတော်လဲယူးတယ်လို့နေပါကုန်းတိုက်သောစကားကို ပြောပါစားချေတယ်လို့နေပါဖယူဖယဲသောစကားကို ပြောပါအဲ့ဒါဆိုရင်လက်လာဘပေါ်လိုက်မယ်သို့တော့ငါအရှင်ကိုတော့ပညာရှိသူတော်ကောင်းတွေကဲ့ရဲ့ကြလိမ့်မယ်လို့ဟောကြားတော်မူပါတယ်အဲ့ဒီယဟန်လေးတန်ဝေကဖြစ်အောင်ဟောကြားလိုက်တာပါဒီအခါမှာယဟန်လေးက လက်လာဘမပေါ်ရင်နေပါသေးတော့ဖေယားပညာရှိသူတော်ကောင်းတွေကဲ့ရဲ့မိအလုပ်ကိုတော့မလုပ်ပါရစေနဲ့ဆိုပြီးထပြန်သွားပါတယ်အဲ့ဒီအချက်ထဲမှာမယူတော်လဲယူသလိုနေဆိုတဲ့အချက်ပါပါတယ်ဖုန်ကြီးအလုပ်မဟုတ်ဘဲနဲ့ဖုန်ကြီးနဲ့မအပ်ဆက်တာတွေကိုသမဏတာရုပ်ပပြက်လောက်တဲ့အထိလိုက်လုံနေတာဟာအယူအလုပ်တွေပဲဖြစ်ပါတယ်နော်အဲ့ဒီလိုအယူအလုပ်တွေလုပ်တာဟာပညာရှိသူတော်ကောင်းတွေလဲကဲ့ရဲ့တယ်လို့သာသနာလဲညှိုးနှံထိခိုက်စေပါတယ်ဒါကြောင့် ဒီလိုအလုပ်တွေကိုမလုပ်ပါနဲ့လို့ဘုန်းကြီးတချို့ကလည်းပြောပါရစီနော်ကိုဝင့်နီးကိုပဲနိုင်အောင်ထိန်းပြီးဒီလိုနေရာတွေမပါတင်ဘူးပြောတာပါမှားတယ်လို့ပြောတာမဟုတ်ပါဘူးမင်းလို့ဖြစ်ရင်တော့တမျိုးပေါ့တဲ့ဖျားဟောတရားတော်တွေကိုစောကပုတ်ခတ်ပြောနေတာမြင်လို့ဖျားသားတော်တပါးအနေနဲ့ဦးစင်းကတုတ်ပြန်ပြောဆိုတာလေဒီလိုနေရာမျိုးကိုမပါတင်ဘူးဆိုတော့လင်ခံမရခံကိစ္စကိုပါရမှာလား ဟွန်းမြတ်စွာဘုရားကဒီကနေ့ကဗြမဇာလတုံးမှာခြေသားတို့ဖျားကိုဖြစ်စီတရားကိုဖြစ်စီတန်ဃာကိုဖြစ်စီမဟုတ်မှန်တာတွေနဲ့ဆွဆွဲပြောဆိုလာပြီဆိုရင်ဤအကြောင်းကြောင့်လဲမဟုတ်ဤအကြောင်းကြောင့်လဲမှန်မှန်ဤအပြစ်ဒီငါတို့နိုင်မရှိဟုပြန်လဲခြေပပြောဆိုရမယ်လို့ဟောကြားဆုံးမခဲ့တယ်အဲ့ဒီလိုဟောကြားဆုံးမခဲ့တဲ့အတွက်ကြောင့်ဥစဉ်ကဖျားသားတော်တစ်ပါးအနေနဲ့ ဖရာတရားတော်တွေကိုစော်ကားနေတာမြင်လို့တုတ်ပြန်ပြောဆိုတာလေအဲ့ဒါကဥစဉ်တယောက်တည်းမှတာဝန်ရှိတာမဟုတ်ဘူးဗုဒ္ဓတရားတော်တွေကိုစော်ကားလာပြီဆိုရင် ပြန်လဲခြေပပြောဆိုရမှာကဗုဒ္ဓဘာသာဝင်တိုင်းမှာတာဝန်ရှိတယ်နော်တက္ကတော်လည်းဗုဒ္ဓဘာသာဆိုရင်တက္ကတော်မှာလည်းတာဝန်ရှိတယ်ဗုဒ္ဓဘာသာမဟုတ်ဘူးဆိုရင်တော့တမျိုးပေါ့နော်ဖရာဘာဟောထားလဲဆိုတာကိုမသိဘဲနဲ့ပုဂ္ဂိယတွေဝင်မပြောပါနဲ့နော် ကိုပညာမရှိတာကိုလူသိအောင်ချပြတယ်လို့ဖြစ်နေတယ်။စေတနာနဲ့တတိပေးတာပါနော်။ကိုကွယ်တာနဲ့ပူဇော်တာနဲ့ကမတူပါဘူး။ကိုကွယ်တာကကျတော့ဘုရားတရားတန်ခါမှတပါအခြားတော့ကိုကွယ်ရာမရှိဘူး။နော်။ဘုရားဘာသာဝင်တဲ့နည်းနည်းကကျတော့ဘုရားတရားတန်ခါမှတပါကိုကွယ်ရာမရှိဘူး။အဲ့ဒါလို့မဟုတ်ပဲနဲ့ကွယ်နဲ့တွေကိုကိုလိုက်ကိုထက်ကိုကွယ်မယ်ဘုရားတွေကိုထက်ကိုကွယ်မယ်ဆိုလို့ရှိရင်ပြက်ပါလေ။တပိုင်းတော့ကုန်ပြက်ပါလေ။ဟုတ်လား။ နော်တဝန်တော်ကိုပြတ်တယ်အဲ့ဒါဆိုလို့ချင်းကိုကဘာကြောင့်ဘုရားဘာသာကိုကိုွက်တာလဲသူရှိချင်းတယ်လာဘာကိုလိုချင်တယ်ဆိုတဲ့လာဘာဘုရားဘာသာဖြစ်သွားလိမ့်မယ်ဘေးအန္တရာယ်ကိုကြောက်လို့ဆိုတဲ့ဘုရားဘုရားဘာသာဖြစ်သွားလိမ့်မယ်ပေါ့ညာဖြစ်တဲ့ဘုရားဘာသာဖြစ်သွားလိမ့်မယ်အဲ့ဒါဆိုချင်းပူဇော်ပူဇော်တာကကြတော့ဥဒ္ဓနဗုဒ္ဓကနတ်တွေကိုပူဇော်ဖို့ဟောတာရှိတယ်ဘလို့ပူဇော်ရမလဲဆိုလို့ချင်းကိုကကုသိုလ်ကောင်းမှုတွေကိုနေ့တင်ပြုတ်ပေါ့ပြုတ်လို့ရင်အဲ့ဒီကုသိုလ်ကောင်းမှုတွေကို နတ်တွေကိုလည်းအမျှပေးဝေဟဲ့လားအဲ့ဒါကိုနတ်တွေကကြားတဲ့အခါမှာသူတို့ကတာတို့ခုံမယ်ဆိုလို့ရှိရင်သူတို့ရဲ့တကူအရှင်ဝါတွေကပုံမှန်ထက်ပိုကြီးမားပါတယ်အဲ့ဒါကိုနတ်တွေကတစ်ခါတည်းရန်ပြန်ပြီးတော့ကုညီလေးရှိပါတယ်နော်သူတို့ကလည်းသူတို့အာယုံနဲ့သူတို့ပြောနေရဆိုတော့ကုညီဖို့မေ့နေမှာပေါ့အဲတစ်ခါတည်းရန်တော့ကုညီတတ်ပါတယ်အဲ့ဒါကိုနတ်တွေကိုပူတော်တို့ပြောတာပါ အားလုံးပဲကိုးကွယ်မှုနဲ့ပူဇော်မှုနားလည်ကြပါစေဗုဒ္ဓဘာသာဝင်တွေရဲ့အခမ်းအနားမှာအုံဒီကဘာကြောင့်ပါနေရတာလဲဟွဦးဇင်းတို့စွမ်းသာကုနာပြောလို့ချင်းအများတန်းအုံဒီနဲ့ရခိုင်ကပြောသည့်ကိုအများတန်းတွေ့ရပါတယ်အဲ့ဒီကောင်ကဘာကြောင့်ထက်တယ်လဲဆိုလို့ရှိရင်သိပါသလားနော်ဦးဇင်းတို့ဒီအုံဒီရဲ့ရခိုင်ငါပြောသေးသေးဆိုတာကကြတော့ဂျာတီမရွေးအချိန်မရွေးရတဲ့အသီးတွေဖြစ်ပါတယ်နော် အဲ့ဒီယာစီမရွေးအချိန်မွေးရတဲ့အတီးနဲ့သူတို့ကဘုံကြီးတွေကိုကတ်ကြတယ်ဆက်ကတ်ကြတယ်ဒါကဘာကိုပြတ်တယ်လဲဆိုလို့ရှိရင်ဟမ်အဲ့ဒီအုံစင်းကပြောစီကယာစီမရွေးအချိန်မွေးရတယ်လို့ပဲသူတို့လည်းကုသိုလ်ကောင်းမှုတွေယာစီမရွေးအချိန်မွေးရပါစေဒီပွားရလာပါလေယာစီမရွေးအချိန်မွေးဝင်ပါစေဆိုတဲ့စိတ်နဲ့စတဲ့လောက်တာဖြစ်ပါတယ်နော်ဒါက ဒါမြန်မာယဉ်ကျေးမှုပေါ့လေအုံနေငါပြောနေမကလည်းဘာမှမဖြစ်ဘူးသို့တော့ကတ်ကြတယ်ဘာကြောင့်ကတ်တယ်လဲဆိုဦးဇင်းခုနပြောခဲ့တဲ့အတိုင်းပဲဒီဘက်ကဘာတွေရာသီမရွေးချိန်မရွေးအချိန်တိုင်းဝင်ပါစေသို့လည်းတိတ်နေစသည်မြေလို့လာဖြစ်ပါတယ်အမျိုးသမီးဘဝကနေပြီးတော့အမျိုးသားဘဝကိုလိုချင်တဲ့ပုံစံတွေဘယ်လိုကုသိုလ်ကောင်းမှုလုပ်ရမလဲဆိုပြီးတော့လာမေးထပ်တာတွေ့ရပါတယ် ကိုယ့်ရဲ့အမျိုးသမီးဘွားကိုစိတ်ကုန်ပြီးတော့အမျိုးသားဘွားကိုရပါစေဆိုတဲ့စိတ်ကိုဆန္ဒပြုပြီးတော့ကုသိုလ်ကောင်းမှုတွေကိုလုပ်မယ်။ဒါနံပါတ်၁ချက်ပေါ့။အဲတော့နံပါတ်၂အချက်ကကြတော့ကိုယ်အိမ်တော်ပြုထားမယ်ဆိုလို့ချင်းကိုယ့်အမျိုးသားကလည်းပြီးတော့တခြားတော့အမျိုးသားနဲ့အိမ်တော်ရေမဟုတ်ပြန်ပါနဲ့။နော်။ဒါကတော့ဟိုအမျိုးသမီးဘွားကနေပြီးတော့အမျိုးသားဘွားကိုပြောင်းချင်တဲ့သူကြီး လုပ်ရမယ့်ကုသိုလ်ကောင်းမှုပေါ့အဲအမျိုးသားတွေအနေနဲ့အိမ်တိုင်းဖောက်ပြမယ်ဆိုလို့ရှိရင်လည်းကိုယ်လည်းအမျိုးသမီးဖြစ်တတ်ပါရဲ့ရှင်ဘူးတူပါလားဟမ်အမျိုးသားကကြတော့ဘလို့ကုသိုလ်ကံကြောင့်ဖြစ်တယ်လဲဆိုလို့ရှိရင်ဘလဝကုသိုလ်ကံပေါ့အားကောင်းတဲ့ကုသိုလ်ကံကြောင့်အမျိုးသားဖြစ်တာပါသူကအမျိုးသမီးကြတော့ဘလို့ကုသိုလ်ကံနဲ့ဖြစ်တယ်ဖြစ်တယ်လဲဆိုလို့ရှိရင်ဒုဗလကုသိုလ်ကံပေါ့နော်အားနေတဲ့ကုသိုလ်ကံကြောင့်ဖြစ်တာဖြစ်ပါ အာကောင်းတော့ကုသကံကအမျိုးသားကိုဖြစ်စေပြီးတော့အာနေတော့ကုသကံကအမျိုးသမီးကိုဖြစ်စေပါ ုတ်ကဲ့ပါမျိုးတို့ရေမိုးရဲ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုတက်မှဆိုလို့ချင်းတော့ဒီဖုံဖုံတပားပေါ့နော်ဒီဖျားတိတင်ပေါ်မှာကနေတယ်အဲဒီတန်ငါတပားဖြစ်ပေမဲ့ဒီလိုမျိုးတော့မလုပ်သင့်ဘူးလို့တော့ထင်ပါတယ်ချိတဲ့အမျိုးကြီးလည်းဘဟုတရာတင်ငန်းစာရအောင်လို့ပြန်လဲညှောင်းလိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကပတ်သက်ပြီးတော့ထင်မြင်စက်ချက်ကလေးတွေကိုလည်းဗီဒီယိုလေးကအမကွန်မန့်လေးတွေရေးပြလို့ရပါရဲ့ရှင့်နောက်ထပ်လည်းမိုးဆက်လေးတဲ့နေဟာတာဗီဒီယိုလေးပို့တူတိုင်းစီဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတင်ဆက်ပေးသွားမှာမို့ channel လေးကို like subscribe နဲ့တပ်ဖို့တောင်းဆိုပါရဲ့ရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တဒါ